ဒီနေ့ကကျွန်တော်တို့ဒါနေရာအရန်ကောင်းတဲ့အိမ်ကလေးလိုက်ပြမှာဖြစ်ပါတယ်။တူတော့မြောက်တကုံ46ရောက်กว่าမှာเนาะကျွန်တော်တို့ဒီအနောက်က Classic Design 3RC မှာအခန်း6ခန်းတိပါတဲ့အိမ်ကလေးပဲဖြစ်ပါတယ်။ ဒါကျွန်တော် company ဖွင့်မှာဖြစ်ဖြစ်ရုံးခန်းဖွင့်မယ်လူတောင်မဟုတ်ကျွန်တော်တို့ဒီတိုင်းနေမယ်ဆိုရင်လည်းအရန်ကိုဝယ်ထားနေတဲ့အိမ်တစ်လုံးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော် location ပြပေးမယ်။ဒါကကျွန်တော်တို့ဒါကျွန်တော်မန္တလေးလမ်းမကြီးပေါ့နော်။မန္တလေးလမ်းမကြီးလမ်းမပေါ်မှာပြီးတော့ရင်ဒီဘက်ချမ်းကတော့ကျွန်တော်ရာစတင်းချံဒီနေရာကတော့ကျွန်တော်ဒီပန်းချံလေးပေါ့နော်။ပန်းချံလေးနေရာဖြစ်မယ်ဒီကနေဆိုရင်မြောက်ကလာကျိုးတရာကိုတန်းပြီးတော့ပေါက်မယ်ဒီဘက်ဆိုရင်ကျွန်တော်တို့ဘာတူပြီးတော့ဟိုဘက်ချမ်းကျွန်တော်ပင်လုံးတိပေါက်မယ်ပေါ့နော်ဆိုတော့ နေရာတော့ဘာမှအပြစ်ပြောစရာမရှိအောင်ကောင်းတဲ့အိမ်ပေါ့နော်နေရာကြည့်ပြီးတော့ဝယ်ရမယ့်အိမ်ပေါ့နော်ဈေးနှုန်းက18500ဈေးဖွင့်ထားတဲ့အိမ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်လားဒါကျွန်တော် concrete land ဒါနလန်းသွားပါတော့ဟုတ်ပဲဆိုရင်လေးလန်းသွားလမ်းမကြီးအာဖြစ်ပါတယ်ဒီကလေးလန်းသွားလမ်းမကြီးပေါ့နော်ကျွန်တော်ဒီမြောင်းဖုံးတွေဒီနေရာတွေအားလုံးလုပ်ပြီးဒါဒီဇိုင်းကတကယ်ကို classic design ကိုမှ 3RC အဖြစ်စောက်ထားတဲ့အိမ်ဖြစ်ပါတယ်အဓိကတော့ကျွန်တော်ခုနပြောလို့ပေါ့နေရာကြည့်ပြီးတော့ဝယ်ရမယ့် အဲအိမ်မျိုးဖြစ်ပါတယ်အာဒီမှာတော့ကျွန်တော်ဒီ car garage ကိုတော့ဒီတဲ့အထိဒီလို twin လို့ရတယ်ဒီဘက်သစီး twin လို့ရတယ်ပြီးရင်ဒါကျွန်တော်အဝီစီ twin ပါပြီးသားပေါ့နော်အာဆိုတော့ကျွန်တော်အိမ်ထဲတစ်ခါတက်ချင်မလား ဆိုတော့တကားတော့ဒါကျွန်းတကားနေပေါ့နော်ကျွန်းတကားအခင်းရလဲကျွန်းနဲ့အခင်းလောက်ထားတာဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့စီလင်ရတော့ဒီမှာကြည့်လိုက်အနည်းဆုံး14ပေရှိတဲ့ high ceiling ကိုကျွန်းပါကေခင်းပြီးတာတကားတွေအကုန်လုံးကကျွန်းဘောင်တွေပေါ့နော်ပုံမှန်ကကျွန်တော် aluminum ဘောင်တွေတွေ့ရလိမ့်ရှိရဲ့ကျွန်းဘောင်တွေမှာဒီလို white လေးပေါ့နော်အပီးတော့သူ့ရဲ့လေကားယူတဲ့ပုံစံကလည်းဒီမှာကြည့်လိုက်တော်တော်လေးဟိုလှတယ်ပေါ့နော်တော်လေးလှတယ်ဒါကတော့ကျွန်တော်ခုနပြောလိုလို့ပေါ့နေရာနေတင်တန့်နေပြီဆိုတော့ဟိုနေရာမျိုးဖြစ်ပါတယ် ီမှာတော့ master bedroom တခန်းရှိတယ်ပြီးရင်ဒီမှာကျွန်တော်ထပ်ခိုးတစ်ခုရှိတယ်ဒီအောက်မှာတော့မိဘခန်းပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ဒီသူ့ရဲ့မိဘခန်းပေါ့နော်မိဘခန်းနေရာတော့ဒီဒီဘက်ဆိုထမီးစာခန်းမိဘခန်းဒီလူမျိုးယူထားပါပေါ့နော်ဘာလို့ဆိုတော့သူကထပ်ခိုးယူလိုက်တာဖြစ်တဲ့တကြောင်တကယ်လို့ကဒီလိုပုံစံမလိုချင်ဘူးဆိုရင်လည်းဒီနိုင်ရန်ကိုဖြုတ်ပြီးတော့ရင်ဒီတပြင်းကြီးဟိုအခန်းကျယ်ပေါ့နော်ဒီမှာကြည့်လို့ရတယ်အခုလောဆယ်တော့မီးရအိမ်အစ်စ်ဆိုတော့မီးဖြတ်တာပါနော်ဒီမှာစီလင်ရလေဒါ14ပေတော်တော်လေးမြင့်တယ် ဒီဘက်ထက်ခိုးကတော့ကျွန်တော်တက်မပြတော့ဒီမှာကြည့်လို့ဒီထက်ခိုးပေါ့နော်အာပေါ်စီလင်းလေးတော်တော်လေးလာဆိုတော့ကျွန်တော်တခါလေးအပေါ်တွက်ကြည့်မလားဆိုအပေါ်တော့မကြည့်ခင်ဒီနေရာလေးဆိုရင်ဒါကျွန်တော် indoor plant လုပ်လို့ရတယ်နော်ဒီမှာပန်းတွေပါတွေ site တော်တော်လေးအာ decoration ဝင်နိုင်ဝင်နိုင်ဒီလိုလာမယ့်အိမ်မျိုးပေါ့နော်ဒီမှာတော့အခင်းတွေလိမ်ရန်တွေအကုန်လုံးကကျွန်းတွေပဲဖြစ်ပါတယ် ဆောသူ့ရဲ့ဒီလီဂါယူထားတဲ့ပုံစံဒီနေရာတွေဆိုရင်ဒါကတော့ကလကာဘူးတော့တော်တော်ကုန်မှာပေါ့နော်ဒါပေမဲ့ကလကာဖွင့်ထားမယ်ဆိုရင် lighting ကတော်တော်လေးကောင်းတယ် second floor မှာလည်းကျွန်တော်တို့ဒီအိတ်ခမ်းကတော့၃ခန်းပါပြီးတော့အပေါ်ဆုံးမှာတော့ကျွန်ဖះချောင်းဆောင်ပေါ့နော်မကြည့်လို့ရတယ်ဒီကနေပြီးတော့ natural light တွေလိုဝင်လာမယ်အဲဒီနေရာဆိုရင်ဒါ work station ပေါ့နော် work station လေးအဲလုလုလိုက်မယ်ဆိုရင်အဆင်ပြေအာ13500ဆိုတာဖွင့်စီပေါ့နော်အဲပိုင်ရှင်က negotiate အများကြီးလုပ်ပြီးလို့ပြောပါ ဒါလည်းကွက်ချံလို့ပြောလို့ရတယ်နော်ဆိုတော့ဒီဘက်မှာတော့ကျွန်တော်ဒီယေရှုကအိမ်သာတွဲပါပြီးတဲ့အခမ်းအနားဖြစ်ပါတယ်ခုနကကျွန်တော်ပြောတယ်လို့ပဲအဲဒီဘက်ဝရန်ဒါအကြီးပါမယ်လာဝရန်ဒါလည်းပြပြီးဒီမှာတော့ပြုတ်ဆေးပေါ့နော်သူဒီဇိုင်းအရာပြုတ်ဆေးဒီဇိုင်းဖြစ်တယ်ဒီကနေပြီးဆိုဒီမှာကြည့်လိုက်လမ်းစုံလမ်းတော့ဟိုးဘက်ဆိုရင်ရာသတင်းကြံလမ်းဒီဘက်ဆိုရင်ဒါကျွန်တော်မန္တလေးလမ်းပါကြီးဘုံကလမ်းစုံနေရာမှာဖြစ်တယ်ကုမ္ပဏီဖွင့်တာတော့တော့အဆင်ပြေတယ် အဲကွန်းနဲ့ပါပြီးရပါတော့နော်အဲကွန်းတစ်လုံးပြီးရင်ဒီဘက်မှာရေချိုးခိုင်းထားလိုက်ရေချိုးခိုင်းထားမှာလည်းတွက်နေတူအားလုံးပါပြီးရပါတော့နော်ဒါပေမဲ့ရေချိုးခိုင်းအိမ်ထားမှာတော့မှန်ဖြစ်နေရပါတော့ဒါကတော့ကျွန်တော်တို့ဟိုပါပေါ့အာစတီကာကတ်လိုက်မယ်ဆိုရင်အဆင်ပြေပါတယ်ဒီဘက်မှာနောက်တစ်ခန်းဖြစ်ပါတယ်သူကသူယူထားတဲ့ပုံစံအရဒီနေရာတော့လီးတောင်းမဖြစ်တော့ဘူးဒါပေမဲ့လည်းအာ ခန်းအကျယ်ရ15ပေပက်လေးလောက်ရှိရယ်ပေါ်လေးကျယ်တယ်ဒီစီလင်းတွေလည်းအလားဆင်ပြီးတာပေါ့နော်အဲကုန်းဆိုရင်ဒီမှာဆိုမီဆူဘီရှိခုနတွေ့လဲတာတော့အာကျွန်တော်ပန်ဆူနေပေါ့နော်ကဲဆိုရင်ယေချူဟန်အင်တာပါပြီးသားဖြစ်တယ်နောက်ဒီဘက်ချမ်းကလည်းယေချူဟန်အင်တာပါပြီးသားခန်းကျယ်တကန်ဒီခန်းမှာလည်းအဲကုန်းပါပြီးသားပေါ့နော်အဲကုန်းပါပြီးသားလာဒီဘက်ဒီမှာတော့ဓာတုရဲ့ဒီဂျူဟန်အင်တာပေါ့နော် မနည်းနည်းတော့ပြန်ပြီးတော့ဖုံနေပါရရှိရဲအဲ့ဒါတန်ရှင်းလို့လဲဒါတည်းမိုင်းတာဗောနော်ကျွန်တော်ခုနပြောလို့ဒီလူနေရာမှာမိခွက်ရောက်ဘူးတော့မလို့ဗောနော်မိခွက်ရောက်ဘူးတော့မလွယ်ဘူးပြောမိခွက်ရောက်ဘူးတော့မလွယ်ဘူးအာအိမ်မှာစောက်ပြီးသားဆိုတော့အိမ်ဟိုမှာဒါနီဂိုရှိတ်ဈေးနဲ့ရောင်းပြီးมาဖြစ်ပါတယ်ဆိုတော့တော့တော့ 3RC ဗောနော်အာ၃ထပ်ဖြစ်တယ်ပြီးဒီအပေါ်ဆုံးမှာတော့ဘုရားကျောင်းဆောင်ရှိမယ်ပြီးတော့ရင်အိတ်ခန်းတခန်းရှိမယ်ဗောနော် ီအပေါ်ဆုံးမှာတော့ကျွန်တော် lemonade ခင်းထားပေးတာတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုသူ့ရဲ့ structure ကတော့ဘာမှအပြစ်ပြောစရာမရှိဘူးအဲတချို့နေရာတွေမှာကိုယ်စိတ်ကြိုက်ပြန်ပြီးပြင်ယူရမယ့်အနေထားရှိပါတယ်ဒီမှာတော့ဘုရားကျောင်းဆောင်ဖြစ်ပါတယ်ဒီဘုရားကျောင်းဆောင်ကနေအပင်ဘက်ဒီမှာဆိုဝရန်တာအကျယ်ရမယ်ပေါ့နော်အဲဒီမှာတော့ family living room လုပ်လို့ရတယ်ဒီအပေါ်ဆုံးမှာအခန်းနှစ်ခန်းပေါ့နော်ခုနပြောတခန်းဆိုတာမှားတော့ single bedroom ဒီမှာတခန်းနောက်ပြီးတော့အဲဒီဘက်တခန်းပေါ့နော်ဒါ single bedroom ပဲဖြစ်ပါလေ ရင်ဒီမှာတော့အများသုံးခုရေချိုးကအင်တာတဆုံပေါ့နော်ဆိုတော့ဒီအိမ်ကတော့ကျွန်တော်ခုနပြောလို့နေရာကြည့်ပြီးတော့ဝယ်တဲ့နေယူတဲ့နေရာပေါ့နော်ခုနပြော company လုပ်မလားကျွန်တော်တို့ training center လုပ်မလားအိမ်လုပ်မလားဘာလို့ဒီလိုနေရာတော့ကျွန်တော်တို့အမြဲတမ်းလမ်းဆောင်လမ်းတောင်းနေရာမှာဆို commercial ပဲအမြဲမြင်တယ်ပေါ့နော်ဒီနေရာနဲ့ကြည့်လိုက်လို့ရတယ်အော်ဒီကြောင်လေးလေကားနေပြီးအပေါ်ဆက်လက်ကိုလည်းအာဒီဆက်လက်ကိုလည်းတက်လို့ရတယ်ဆက်လက်ကလည်းအပြည့် ပြင်ဒီဒီနေရာတွေဆိုရင်ဒါသူ့ဒီဇိုင်းအရာ room design ပေါ့နော်ဒီနေရာနဲ့စပြီးတော့ဒီလမ်းစုံလမ်းတော့ရာစတင်းကြံလမ်းကနေပြီးတော့မြောက်ကလာကနေပြီးတော့လေစိတ်ကိုကူးမလားဟိုဘက်ကျွန်တော်လိုင်းတရားကိုကူးမလားအဲဒီဘက်ဆိုရင်ကျွန်တော်တို့ဘာထူးလမ်းကနေပြီးတော့ကျွန်တော်တို့ပင့်လုံးပြီးရင်တင်ကန်းကျိုးပါညာကူးလို့ရတယ်နော်ဆိုတော့ဒီနေရာကလည်းတကယ်နေရာကောင်းလမ်းဆုံးလမ်းကွာမှာရှိရဲဈေးနှုန်းကလည်းညီကိုရှိတ်နဲ့ရောင်းပေးမှာပေါ့နော်ဆိုတော့အမြန်ဆုံးလာပြီးဆက်တွေ့ပြီးတော့ ဝယ်ယူလို့ရတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ